အားလုံးပဲမင်္ဂလာပါယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကြားခင်ရဲ့လုတ်ပါတော်တပိုက်အားဖြင့်ဆင်ခြင်မိပါတယ်မဿဲ16ပိုင်ငယ်20ထက်မှာတိမ်တို့2ဦး3ဦးသဘောတူလျက်ရှိတယ်ဆိုရင်အဲ့ဒီအလယ်မှာငါနာမကိုငါနာမ၌ဆုတောင်းမယ်ဆိုရင်အဲ့ဒီအလယ်မှာငါရှိမယ်လို့ယေရှုပြောခဲ့တဲ့စကားဖြစ်တယ်သူတို့ဖြစ်ယုံကြည်သူဖြစ်တော်ညာလည်းပဲကိုတယောက်တည်း တမျိုးမှာတယောက်တည်းကယုံဖျောင်းကိုယုံကြည်နေလို့အားငယ်နေလားဒီကြမ်းပိုက်အဖြစ်ပြန်လဲပြီးတော့တတိယစီချင်းတယ်နော်တင်းတို့နှစ်ယောက်သုံးယောက်အတူရှိမယ်ဆိုရင်သူ့နာမအဖြစ်ဆွတ်တောင်းမယ်ဆိုရင်အဲ့ဒီအလဲမှာသူရှိမယ်လို့ပြောထားတဲ့ဖျားဖြစ်တယ်အဲကြောင့်ကျွန်တော်အားငယ်စရာမလိုဘူးကျွန်တော်တို့နော်လောကသားကဲ့သို့ကျွန်တော်တို့ပြောဆိုဆက်ဆံပြီးတော့ဖျားမစ်တရားမစ်ဖို့အချိန်မဟုတ်တော့ဘူးဒီကာလမှာကျွန်တော်တို့ဖျားနဲ့ ဖဲ့ရမ်းပြီးတော့ကျွန်တော်တို့သွားရမယ့်ကာလဖြစ်တယ်เนาะကျေးဇူးတော်ကာလအကုန်ဆုံးတော့မှာဖြစ်တယ်စံစာကပြောထားတဲ့အတိုင်းတနိုင်ငံနိုင်ငံစစ်ဖြစ်မယ့်အစာခေါမချင်းဒါတွေအားလုံးဟာကျွန်တော်တို့ဖြစ်နေတဲ့ကာလကြီးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကရှိတဲ့နေရာမှာကျွန်တော်တို့ဖျားမိဖို့မလိုဘူးเนาะဖျားမိဖို့မလိုဘူးဆိုတာကလည်းเนาะအသိတော်နဲ့ဝေးခွာလို့ဖျားเจ้าနဲ့ဝေးနေလို့မဟုတ်ပါဘူးယေရှုဖျားကအသိတော်နှုတ်ဦးသုံးဦးသဘောတူလျက် ဆုတောင်းမယ်ဆိုအဲ့ဒီအလှယ်မှာငါရှိမယ်လို့သူပြောထားတဲ့စကားဖြစ်တယ်နော်ဒါကြောင့်ကျမ်းစာထက်မှာကြည့်မယ်ဆိုရင်လည်းယေရှုကောင်းကင်နိုင်ငံတက်ကြွတဲ့အခါမှာတမန်တော်ဒီလိုဒီလိုလှုပ်ပါလို့ယေရှုမှာခဲ့တဲ့စကားတွေအားလုံးဟာတမန်တော်အခန်းကြီး၄အငယ်30ထက်မှာဒီလိုပဲတပည့်တော်အ ਨੇ အချင်းပဲရှိတယ်တပည့်တော်အ ਨੇ အချင်းပဲရှိတယ်ဘာကြောင့်လဲဆိုတော့အေးဝင်ကလေးဟောတဲ့အခါမှာဘာသာရေးနော်ဖာရီရှဲကျမ်းတာပုံကိုယ်တွေက လိုက်ပြီးတော့ချုံနှောင်ချင်းရိုက်ပုံနှိပ်ဆက်ချင်းအမျိုးမျိုးလှုပ်တဲ့ကာလဖြစ်တယ်။တိုးပေမဲ့လည်းတမန်တော်အနှဲငယ်ထဲမှာမှဘေးကျနိုင်ကြဖြစ်တဲ့ကာလတော်မှာသူတို့ကဆုတောင်းပြီးတော့သူတို့အေဝံဂေလိလွတ်လွတ်လပ်ဟောပြီးတော့ဖခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဒီအနာရောဂါငြိမ်းချင်းအနာရောဂါနမိတ်လက္ခဏာမြင်တွေ့ဖို့ရန်အတွက်ကိုတော့အမှုအသစ်ပြုပေးပါလို့ဆုတောင်းတဲ့အခါမှာဖခင်ကအတူပါရှိတယ်အာမင် ဒါကြောင့်ဖျားကအတူပါရှိတဲ့အခါမှာသူတို့မြောက်များစွာဖြင့်အေဝံကလေးကျပြန့်စွာဖြင့်လှုပ်ဆောင်နိုင်တယ်။နော်။ပေသူတို့တရားဟောတဲ့အခါမှာလူ3000ပြောင်းလဲနိုင်တယ်။နမိတ်လက္ခဏာမြောက်များစွာတွေ့တယ်။ပေသူတို့နောက်ဆုံးပေသူတို့အရေးနဲ့ထိတော်မှလူတွေကြမ်းမာခွင့်ဖျားပေးထားတယ်။နော်။အဲကြောင့်အဓိကကျွန်တော်တို့ဖျားနဲ့အတူပါရှိဖို့လိုတယ်ဖျားကိုကျွန်တော်တို့ဒီကလိုက်ထမှာဖျားကိုဖျံတောက်ဖို့လိုတယ် နော်တင်းတို့နှုတ်သုံးဦးသဘောတူတဲ့အလယ်မှာငါရှိမယ်ပြောတဲ့အတိုင်းပဲဒီယေရှုပြောခဲ့တဲ့နောက်ပိုင်းမှာလည်းမဟုတ်ပါဘူးဓမ္မဟောင်းကျမ်းထဲမှာလည်းပြန်ကြည့်မယ်ဆိုရင်နော်ဒါဟီလာနဲ့သူ့ငယ်ချင်းအနှဲစုထဲမှာမှရှုတောင်းတဲ့အခါမှာဖခင်နဲ့တွာလာတဲ့အခါမှာသူများတောက်စားတိုင်းသူတို့မတောက်ဘူးသူများစားတိုင်းမစားဘူးဖခင်ကိုဖယံပြီးတော့ဖခင်နဲ့တွာလာတဲ့အခါမှာနော်ဘယင်ရဲ့အိမ်မက်ကိုတောင်တနိုင်ငံလုံးမ ပြောလို့မရတဲ့နမိတ်လက္ခဏာတွေဖျားကဖွင့်ပြခြင်းအဖြစ်တို့ကတက်တည်ထူနိုင်တယ်ဆိုတာเนาะဒီမှာရှိတဲ့မိသားစုတွေပြောပြခြင်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကာလထဲမှာဖျားနဲ့သွားတတ်ဖို့เนาะအထူးတစ်ဖြစ်ကျွန်တော်တို့ဖျားနဲ့သွားလာတယ်ဆိုတဲ့အခါမှာတင့်ရဲ့အပေါင်းအသင်းထဲမှာကျွန်တော်တို့ရဲ့ပေါင်းသင်းဆက်ဆံတဲ့လူမှုရေးနယ်ပယ်ထဲမှာကျွန်တော်တို့ရွေးစားတတ်ဖို့လိုပါတယ်ရွေးပေါင်းဖို့လိုပါတယ်အမျိုးမျိုးတူတော်ညာလည်းပဲယုံကြည်ခြင်းမတူလို့ရှိရင်တင့်အထဲမှာရှိတဲ့ယုံကြည်ခြင်းကပျောက်သွားမှာဖြစ်တယ်ဒါကြောင့်မလို့ နိုးထတဲ့အသင်းတော်တွေတွားမှာနော်ယုံကြည်ခြင်းရှိတဲ့လူတွေနဲ့ပေါင်းဖော်ပါဆရာသမားတွေကိုချင်းကပ်ပါနော်အဲကြောင့်ယုံကြည်ခြင်းရှိတဲ့ဆရာတွေနဲ့စကားပြောပါဆုတောင်းပါယုံကြည်ခြင်းမရှိတဲ့လူနဲ့တင်ပေါင်းဆရာမလိုဘူးဘာကြောင့်လဲလူများတာများတာယုံကြည်ခြင်းမတူလို့ရှင်ဘာမှမထီရောက်ဘူးစာရန်ကလူများတာကိုသူမကြောက်ဘူးနော်ဒါကြောင့်မလို့စာရန်ကလူများရင်သူမကြောက်ဘူး ဒါကြောင့်ယုံကြည်ခြင်းတူပြီးတော့နှစ်ယောက်သုံးယောက်ဆူတောင်းပြီးတော့အရှိန်ကြီးလာပြီးဆိုစာတန်ကြောက်လာပြီးဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းတူပြီးတော့ယူပါယုံတူတဲ့အပေါင်းဖော်တွေကျွန်တော်တို့ရှာပြီးတော့ကျွန်တော်ဝိညာဉ်ထက်မှာဖျားကိုဖျားပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတဲ့အတူဖျားနမိတ်လက္ခဏာမြင်တွေ့မယ်ဆိုရင်ဒီနောက်ကပါတော့အားဖြစ်ဒီမှာရှိတဲ့မိသားစုကိုအလင်းပေးပါတယ်အယောက်ချင်းစီတိုင်းပေါ်ဖျားသခင်ကောင်းကြီးပေးပါစေ။နားရှိတဲ့သူလည်းကြားပါစေ ဖခင်ရှင်ရဲ့ကောင်းချီးမင်္ဂလာအားလုံးမိသားစုပေါ်မှာတက်ရောက်ပါစေအာမင်